ဝမ်းသာလုံးလို့မြည်တောင်ကြရပါလေဂျောရှုအဘန်ကိုအဆင့်တစ်ဆက်အောက်ကလူဆိုပြီးတော့အထင်သေးခဲ့တဲ့ UFC flyweight နံပါတ်1 fighter ကြီးဖြစ်တဲ့ Brandon Rebar ကတော့ဂျောရှုအဘန်ရဲ့ထိုးချက်နဲ့အလီထိုးခံရခါနီနီဖြစ်သွားခဲ့ပြီးတော့အချက်တကွဲနဲ့အရှုံးပေးခဲ့ရပါပြီ။ဂျက်ရှွာဘန်ပြောသလိုမျိုးပဲသူတို့ဖျားကသူ့ကိုတကယ်ကိုချီးမြောက်နေပြီထင်ပါရဲ့။ဟိုးမြန်မာနိုင်ငံမှာအစင်းစုံချင်းပြင်းနေအဲ့ဒီကနေပြီးတော့အမေရိကန်နိုင်ငံမှာနံပါတ်1နော် အဖွဲ့အစည်းဖြစ်တဲ့ UFC မှာအခုလိုမျိုးချန်ပီယံစိန်ခေါ်ခွင့်ရရှိသွားပါပြီဗျာ Joshua Van Hardy ပွဲမှာလုံးဝသူ့ရဲ့အာယုံဆူဆိုင်နိုင်မှုနဲ့ boxing skill ကတကယ်ကိုလေးစားမှုလေးကောင်းပါတယ်တခုပဲ gap တွေနည်းနည်းထိတယ်ပြန်ပဲ fighter ဖြစ်တဲ့ Brandon River ကအရက်လေးရှိတယ်လက်တန်လေးရှိတဲ့ကကျတော့ gap တွေနည်းနည်းထိတယ်ဒါမဲ့ Joshua Van ရဲ့ပွဲကျဲအာယုံဆိုင်နိုင်မှုနဲ့ တကယ်ကိုမှတည်တည်ငြိမ်ငြိမ်နဲ့ကစားပြသွားတာကနော်ပြင်ဆင်ချိန်တော့ကွာနော်စက်တည်းရဲ့ဆယ်နှစ်လောက်ပဲရှိတာသုံးပတ်လို့ပြောပေမဲ့ဒီကြားထဲမှာအင်တာဗျူးဖြေရတာနဲ့အနာယူရတာနဲ့နော်ကျွန်တော်တို့ဆယ်ကျော်လေးအတွင်းမှာအခုလိုမျိုးနံပါတ်1ဖိုင်တာကြီးကိုဒါအနာယူနိုင်ခဲ့တဲ့ Joshua Ban ကတော့တကယ်ကိုမှချီးကျူးဖို့ကောင်းပြီးတော့အခုချိန်မှာ UFC ရဲ့ flyweight champion ကပတ်ကိုစိန်ခေါ်ခွင့်တည်းရဲ့ဝင်ရရှိသွားခဲ့ပြီလေဖြစ်ပါရဲ့ဗျာ